ဇော်မိုင်းလုံးကခလုတ်နှိပ်လိုက်ရမလားညီမကြီးဒေတာအနှံ့ပြားမှာတော်လိုင်းတက်ပြီးထိုးစစ်ဆင်လာမှုကိုဖက်စစ်တက်ဟာကြောက်ရွံ့တုန်လှုပ်တဲ့အတန်ကြီးထွက်လာဧပြီ23ရက်2025ကျွန်တော်လူမျက်ကြော်ရဲ့တင်ဆက်မှုဒီညတော့ပုရမပုရမကတော်လိုင်းတက်ပြီးပြတ်နေပြီတော်လိုင်းတက်ပြီးပြတ်နေ ျွန်တော်တို့စီမှာတကယ်တက်ပြက်နေပြီလားတကယ်တက်ပြက်တာကဘာတူလဲပုရုမကတော့ချဲပောက်တဲ့လူစောက်ညုံနေလားနေရှာလေရဲ့ပေါ့ဗျာနော်အဲ့တော့ချဲပောက်တဲ့လူစောက်ညုံနေတဲ့ပုရုမကိုချဲပောက်တဲ့လူများပုရုမစီသွားပြီးပါပုရုမနဲ့ပတ်သက်ပြီးဟိုဘက်အလာဂီရီဗျူးဗီဒီယိုမှာကျွန်တော်နည်းနည်းစကားပြောပါဦးမယ်ဗျာဆိုတော့ဒီနေ့ညမှာတော့ကျွန်တော်တို့တိုင်းပြည်တွင်းမှာ ငလျင်ကြောင့်မိအေးသုံးကံနာရတဲ့အဖြစ်တွေတွေ့နေရပါတယ်။အကူမြတ်ကျော်ရေးလူမြတ်ကျော်ရေးမိရနှစ်ခါနာတာပဲကြားဘူးပါတယ်မင်းကဘလုံးသုံးခါနာတာလေမိရသုံးခါနာပါတယ်မိပြက်တယ်မိသားကဆောင်ရပြီမန္တလေးမှာဆယ်နဲ့ဆောင်ဝဲတွေပြန်ဖြေရမယ်ငလျင်ကြောင့်တိုက်တွေပြိုကျတယ်ပြိုကျလူ ပြိုကျဆဲတိုက်တွေကိုဒိမ့်တရာနေဟာပေးပြီးဘောလူစားတွေငားဖြတ်နေရတယ်။မဖြတ်ရင်စစ်တပ်ကတနတ်ထောက်ပြီးချင်းချောင်းနေလေ။ဒီကြတဲ့ဖက်စစ်တပ်ရဲ့ခိုးဝက်လူရဲမှုတွေတရဆက်ကြားရတယ်။မန္တလေးမှာတရင်ကြီးလာတဲ့ခရီးဝဟိုတယ်နဲ့ပတ်သက်ပြီးရှာနဲ့ချီတဲ့အလောင်းတွေအလောင်းတွေကြီးပဲရပါတယ်လို့ဖက်စစ်တပ်ရဲ့မိသက်ဦးစီးဌာနကထုတ်ပြန်လာတဲ့တရင်တစ်ခုရှိနေတယ်လို့ မင်္ဂလိပ် Great Wall Hotel ကိုဖြိုချဖို့အဲ့ဒီဒေတာတစ်ခုလုံးကိုပုံမှ144ထုတ်ပြန်တယ်သိရပါခေါင်းစဉ်အမျိုးမျိုးဘလိုပင်တက်တက်ခရိုင်အုပ်ချုပ်မှုကထုတ်ပြန်ရတဲ့အမိန့်ဖြစ်တဲ့ပုံမှ144ဘာကြောင့်ထုတ်ပြန်တာလဲမင်္ဂလိပ်98လမ်းနဲ့42လမ်းသိပ်ပံလမ်းတော့မှာရှိတဲ့ Great Wall Hotel Great Wall ဦးတင်မှာလုပ်ငန်းအများပြားရှိပြီးဖက်စစ်တက်တဲ့ အတူတကွစစ်ကောင်စီတောက်တိုင်လို့ပြောလို့ရတယ်တမိုတဲသမားတရုတ်လူမျိုးတယောက်မန္တလေးကတော့ခယူသင်းစွဲနေပြီးသားပါကြပြတမိုလည်းရှားမှုကြပါမှာမန္တလေးဟာခယူသင်းတစစစွဲလာပြီးကျွန်တော်တို့ရဲ့နှလုံးသားတဲ့ဒီအထိခယူသင်းမစွဲပါစီနဲ့ဆိုရယ်မန္တလေးရဲ့ညညတန်ကြပြတပုတ်အလုံးကြားပြီးလိမ့်ပြီးထင်ပါတယ်ဗျပြောချင်တာက မန္တလေးဟာတရုတ်တွေတစားစားဝင်ရောက်လာပြီးမန္တလေးမြို့ရဲ့စီးပွားရေးအကုန်လုံးကိုတရုတ်ကထိန်းချုပ်စုံမှုလွှမ်းမိုးထားတာကိုနန်နိုနေမှာနေတဲ့စစ်ကောင်စီတက်လေပိုင်းတိုင်းစစ်ဌာနချုပ်ကကောင်တွေကိုစက်ကြေးပေးပြီးမဟုတ်တာမှန်သမျှအကုန်လုတ်တဲ့ဂရီဝေါ်ဟိုတယ်ဖြူချဖို့ဒီကနေ့ပုံမှန်144ထုတ်ပြန်ထားပါတယ်လို့ကျွန်တော်တို့သိရတယ်အဲ့တော့ ပိတ်မိတဲ့လူတွေကိုအချိန်မီကယ်ဆယ်ရေးမပေးဘူးဂရေဝေါဟိုတယ်ထဲမှာဂရေဝေါဟိုတယ်ထဲမှာမွေးဆေးဝါးတွေနဲ့လက်နက်ခဲယမ်းတွေရှိတယ်ဆိုတော့ဒရင်းနေကြရတယ်တိတ်ဆုံးသွားတဲ့လူတွေကိုတယောက်ကို3 60ပေးမယ်ဆိုပြီးနစ်နာချေးပေးမယ်ဆိုပြီးကန့်လန့်ထားတယ်လက်ရှိအချိန်ထိဂရေဝေါဟိုတယ်မှာအသက်ရှင်တည်တင်နိုင်သူကိုကိုဦးဝဲ ရှိပါတယ်။ဂျန်နဲ့ရှမ်းနဲ့ချီတော့အလောင်းတွေတော့တွေ့ရတယ်လို့ကျွန်တော်တို့သိရပါတယ်။အဲ့တော့ပြည်သူလူထုဟာငလင်တန်လဲခံရတယ်။ငလင်တန်ခံရတိုက်ပြူကြပြီ။လူလုံးမလအပူလုံးကြွနေရတယ်ကြားတယ်။လက်စမီတာကားတွေမဖြစ်မနေစောင်းရမယ်လို့ဆိုပါသေးတယ်ဗျ။နောက်ခုက ဆယ်တန်းစာမိုးရေးပြန်ဖြေရမယ်တဲ့တရားသလားပြည်သူလူထုအပေါ်မှာရက်ဆက်လွန်လာတဲ့ဖက်ရှင်တက်ရဲ့ရုပ်မာမှုဟာပြောမကုတ်ပြောမဆုံးမောင်တောတုံးတော်ဗျခတ်တော့ခတ်နေပြီမိဘပြည်သူလူကြီးတချို့လူတွေကတော့စစ်ကောင်စီရဲ့စစ်တပ်ရဲ့မင်းအောင်နိုင်ရဲ့အကျိုးစီးပွားအာဏာယူမှုကို ဘာကြောင့်မှမသိပဲအစင်ကြောင်တရားအုံနောက်မဲ့ဆိုတာလော်ဘီလို့ဘောမနေပေမဲ့တကယ်ပြည်သူစစ်စစ်တရားအချမ်းမှုနဲ့နေခြင်းနဲ့ပြည်သူအဲအလောက်ကိုင်းအလောက်ကိုင်းလေးကောင်းကောင်းမွန်မွန်လေးနဲ့တရားဥစုံမှုမှုလေးနဲ့မိသားစုပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့ပြည်သူကတော့ဖက်စစ်တဲ့လက်အောက်မှာ လက်ရှိအာနာသိမ့်ပြီးတဲ့ကနေယခုချိန်ထိပျော်ရွှင်နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ယူဆပါတယ်။ဒါနဲ့ထက်တူခရိုနီဒီလုပ်ငန်းရှင်တွေရောပျော်နေရလားအလုပ်လုပ်ရတာအဆင်ရောပြေကြရလားဒီကနေ့နေပြီးတော့ကိုပြန်လဲမျိုးသိမယ်မျိုးကွက်သိရိုက်ပြီးတိဆောက်မယ်ဆိုပြီးပြောပြီးမကြခင်မှာပဲတယောက်ကတင်သွင်းမဲ့တန်ချောင်းနေတဲ့ ဆောက်လို့ရေးပစ္စည်းတွေကိုတူတက်ကလူရက်ကအပြိုင်လေးလံဆွေးနေကြပါတယ်။အောင်ပြည့်စုံကုမ္ပဏီကိုတော့ကြုံနိုင်လိမ့်မယ်မထင်ပါဘူး။ပြောချင်တာကဖက်စစ်တပ်မင်းအောင်ပိုင်မိသားစုပါသူ့အာဏာအကျိုးစီးပွားကလွဲရင်ဘယ်သူမျက်နှာမှမကြည့်ဘူးဆိုတာတိမီရဲ့သားနဲ့ဘာလို့ခံနေကြတာလဲလို့ကျွန်တော်တွေးရင်းမအံ့ဩမဆုံးဘူး ဲ့တော့ဒီကနေ့ကျွန်တော်မြန်မာပြည်အများစုရှိတဲ့ဈေးနှုန်းတစ်ခုကိုလမ်းလျှောက်ဖြစ်တယ်အခြေခံလူတန်းစားတွေရဲ့ဘဝလေးတွေသွားကြည့်ဖြစ်တယ်အဲ့ဒီမှာလေကွနေကကစွန်ရလေးကိုခူးရောက်တဲ့အညာသူတွေရှိတယ်နိုင်ငံရချားမှာနော်နိုင်ငံရချားမှာသူများလေးထင်နေတဲ့ထိုင်းနိုင်ငံဆိုတဲ့ထိုင်းနိုင်ငံပေါ့ဗျာနော်ဗမာနဲ့ထိုင်းအဆက်က ဗမာပြည်ဗချမ်းကရွာလေးပေါ့ဒါပေမဲ့ထိုင်းထိုင်းလူမျိုးအများပြားလဲလာရောက်ရောင်းဝယ်ကုန်သွယ်မှုတွေရှိတယ်အခြားအစ္စလမ်ဘာသာဝင်တွေလည်းဈေးရောင်းဈေးဝယ်လောက်ကြပါတယ်ဆိုတော့လမ်းလျှောက်ရင်းနဲ့ကျွန်တော်ကအုတ်ထုတ်လေးကိုခက်ငန်ငန်ဆောင်ရုပ်ဖြတ်ပြီးသွားတာပေါ့ဗျဒါပေမဲ့ကျွန်တော်ကျွန်တော်ရဲဘော်မိတ်ဆွေတွေကတိတယ်ဗျအဲ့မှာအမတယောက်ကစက်ကလေးရက်ပြီးတော့အကူအကူအကူလူမျက်ကြုံမလား ျွန်တော်ကလည်းဘေးမီဝဲရကြည်ရသေးတယ်ဗျလုံလုံရေးရအောင်နောက်တော့ကျွန်တော်သူ့ကိုအားနာတာနဲ့မဟုတ်ဘူးညင်းမယ်လို့စိတ်ထဲမှာမဟုတ်ပါဘူးခင်ဗျလို့ပြောမလို့ဒါပေမဲ့သူ့ရဲ့မျက်ဝန်းအနေနဲ့အပြောအဆိုတွေထဲမှာတော်လိုင်းသမားတယောက်တော်လိုင်းသတင်းတွေကိုတင်ဆက်နေသူတယောက်ကိုတွေ့လိုက်ရတဲ့အတွက်အလွန်အင်မတန်ဂုံယူဝမ်းတန်ပြီးတဲ့မျက်ဝန်းမျိုးကိုတွေ့ရတဲ့အတွက်ဟုတ်ပါလေခင်ဗျကျွန်တော်ပြောလိုက်ပြီးပါတယ်အကူရဲ့ဝမ်းတာလိုက်တာကျမတို့တော့ ပြေးလာရတာတဲ့ဘာဖြစ်လို့လဲလို့အမကြီးခလေးတွေကိုဘယ်အချိန်ခွေးဆွဲမှန်မှန်မသိလို့လေကိုကြီးဘေးနားမှာမိကောင်ပေါက်လေးတမီးလေးတယောက်ဒါလေးတယောက်လားမသိပါတာတွေ့ရဒီလိုပဲဖတ်စစ်တာအစသာရရခက်ခဲကြက်တဲနေရတဲ့ဂျာတဲ့စစ်မှုထမ်းဥပဒေကြောင့်ပြပကိုအလုံးကြီးနဲ့ထွက်ခွာတဲ့ညီမပြည်သူလူလူကြီးကိုလည်းထပ်တွေ့ရပါတယ်။မိအေးကတစ်ခါမကနှစ်ခါမက နာနေရတဲ့ငါတို့ပြည်သူလူထုဘဝလို့စိတ်ထဲမှာဖြက်ခနဲ့တွေးမိလိုက်ပါဆိုတော့ဒီလိုအချိန်မှာပဲကျွန်တော်တို့တော်လိုင်းရေးဘက်ကိုကျွန်တော်ပြန်ပြီးတေချာလေ့လာကြည့်ပါတယ်ငါတို့တော်လိုင်းရေးငါတို့တော်လိုင်းရေးဟာအောင်မွေးရမှုအခြေအနေတွေအခြေအနေကောင်းတွေအခွင့်အခါကောင်းတွေအဲဘာတွေရှိသလဲဘာတွေရှိသလဲဆိုတော့ ကျွန်တော်တို့ဒီကနေ့ဆိုရင်ပြူစောထီးတွေကြွာလုံးကျွတ်တရွာပဲသားကိုမိရှုတက်ဖြတ်ခဲ့တယ်အစလိုက်ပြုံလိုက်လူတက်မှုမှာပါဝင်ကျူးလွန်ခဲ့တယ်သူတွေကိုဒီနေ့ပြည်သူ့ကာကွယ်ရေးတပ်တွေကဖမ်းဆီးထားတဲ့တရင်တွေတပုတ်တွေ့လိုက်ရတယ်ဗျအဲ့ဒီမှာအရင်ထုတ်ကြတာကအမုံတရားတွေကိုကျွန်တော် စစ်ကောင်စီကိုမထောက်ခံရင်တို့ရန်သူတဖက်မှာလည်းစစ်ကောင်စီကိုထောက်ခံသူကျွန်တော်တို့ရန်သူဟုတ်ပါတယ်ဒါပေမဲ့အမုံတရားနဲ့တော့ကျွန်တော်တို့တော်လှန်ရေးကိုဆင်နွှဲလို့မရနိုင်ဘူးဆိုတာကိုတော့နှလုံးသားထဲမှာကျွန်တော်ဖြတ်ခနဲသတိရမိပါတယ်သို့တော့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့လူငယ်တွေဟာမိမိရဲ့မိသားစုတွေမိမိရဲ့ညီကောင်မောင်နှမတွေကိုအကြောင်းမဲ့ဖန်စီတက်ဖြတ်တဲ့ဖက်စစ်တက်နဲ့ပြူစိုးတိကိုတွေ့တဲ့အချိန်မှာစိတ်ခံစားမှုမထိန်နိုင်ပဲ ဒေါသလေးအောင်တုံ့ပြန်မိတာလေကိုလည်းကျွန်တော်မြင်ရတယ်တွေ့ရဆိုတော့ဒီနေ့မှာတော့ပြည်သူလူထုတွေတော်လန့်ပြည်သူတွေကိုဖမ်းဆီးတယ်တပ်ဖြတ်တယ်အချမ်းဖတ်တယ်အုတ်ချုပ်ရေးမှုအပါအဝင်ဖမ်းဆီးတယ်အုတ်ချုပ်ရေးအရာရှိ30အင်းတို့တဝိုက်ကတော်လန့်တပ်ဖွဲ့တွေကဖမ်းဆီးစစ်ဆေးနေပါတယ်အခုတော့ကျွန်တော်တို့အလှည့်ရောက်ပြီလေ ကျွန်တော်တို့အတက်ရောက်ပြီလေဧပြီလ9ရက်နေ့မှာတိမ့်ပိုက်လိုက်တဲ့အင်းတော်မြို့တောက်တော့၁၀နှစ်အောက်တိုဘာ28ရက်နေ့တွေကနတ်မဟုတ်ကြီးရွာတဲ့မလီနာမည်ကလည်းနတ်မဟုတ်ကြီးရွာမလီဒါပေါ့နတ်မဟုတ်ကြီးရွာတော်လဝင်တော်လိုင်းတပ်ဖွဲ့ဝင်အချို့နဲ့မိသားစုဝင်အမျိုးသား၈ဦးကိုအစုလိုက်ပြုံးလိုက်တတ်ဖြတ်ခဲ့တဲ့ပြူစော်ဒီကောင်းဆောင်တင့်စော်ဝင်လေးပါပါတယ်အဲ့ဒီနတ်မဟုတ်ကြီးရွာ စစ်ချောင်းတိုးတဲ့ကာလစစ်ချောင်းထိုးတဲ့ကာလစစ်ချောင်းတွေတင့်စုံဝင်ပါလာတယ်တရွာသေးသားတွေတို့ဆိုတော့ဘသူက PDF လဲဘသူကတော်လှန်ရေးသမားလဲဆိုတော့လက်ညှိုးထိုးပြီးတော့ဖမ်းလိုက်တာနောက်ထပ်အင်းတော်မြို့ထဲမှာမြို့နယ်မူလတင့်နေပြူစောတိခေါင်းတော်အောင်မြင့်ခိုင်ပြူစောတိအဖွဲ့ဝင်အောင်ကုန်းရွာသားအောင်ဝင်းနဲ့မြို့နယ်မူအပါဝင်အဖွဲ့ဝင်38ယောက်ကိုလဲဖမ်းလာတယ် တင်ဆောင်ဝင်းလှတဲ့လို့အောင်မြင်နိုင်အောင်ဝင်းအင်းတော်မြို့ကန်နေဆိုတော့တော်လည်းကိုဘသူထောက်ပံ့နေတယ်ဘသူကဘသူကိုကူနေတယ်ဆိုတော့ကိုလက်ညှိုးထိုးပြဖန်ခိုင်းတဲ့ကောင်တွေအခုတော့တော်လည်းတက်ဖွဲ့တွေလက်ထဲမှာအစစ်စေးခံရပါတယ်ပြည်သူခုံယုံထက်မှာကျိုးစင်ပို့ဖို့ကလွယ်အချားမရှိနေဘူးလို့တော့ကျွန်တော်ယူဆပါတယ်ဖက်စစ်တပ်အတွက်လည်းနှလုံးတိုင်းတိုင်းနေ KDB တွေမှာဆက်တွေက300ချီထောက်ပံ့စကြေးကောက်ပေးနေတယ်သူစောဒီခေါင်းဆောင်တွေပေါ့ဗျာအဲ့တော့လက်ရှိအင်းတော်မျိုးတင်တိုက်ပွဲမှာရပ်ဘအုပ်ချုပ်ရေးမှုတွေမြို့နယ်မှုတွေဖက်စစ်တပ်တောက်တိုင်အများအပြားကိုဖန်စီထိမ့်သိမ်းစစ်ဆေးပြီးပြည်သူခုံရုံးထက်ကိုပို့ဆောင်နိုင်ဖို့တရင်ကောင်းကိုကျွန်တော်တင်ပြခြင်းပါတယ်ငါတို့အလဲရောက်ပြီလေ အဲ့တော့အင်းတို့မျိုးသိတိုက်ပွဲမှာလက်နက်ခဲယမ်းတွေတဲ့အတူတက်မကုံကုံတက်မမှုဘုံမှုကျအောင်တက်ဦးအပေါင်တုံပန်း180ကိုလည်းဖမ်းဆီးထားတယ်ဒီတလောကတော့ဒီတလောကတော့တက်မမှုတွေဘုံမှုဘုံမှုကျုပ်တွေကချီမောသေးမောနေအောင်ဖမ်းမိနေပါလားလို့တွေးရင်အော်ငါတို့တော်နိုင်ရေးဟာလေးနေတာကလာခက်ခဲကြမ်းတမ်းမှုရဲ့အတီးပွင့်ကိုခံစားနေရပြီ။ တချို့ပြည်သူလူလူတွေကတော့တော်လိုင်းရင်တက်တွေကြားထဲမှာအကွဲအပြဲတွေကြောင့်အကွဲအပြဲတွေကြောင့်စိတ်ပြတ်နေတာကိုကျွန်တော်ခံစားမိပါတယ်စိတ်မပြတ်နဲ့ရဲဘော်လို့ကြီးစိတ်မပြတ်နဲ့ရှစ်တော့ပဲ76ကြာရအောင်ဒီကနေ့ထိဆိုရင်ဘယ်တော့မှတမိုင်းမှာမရှိဘူးတဲ့ဖက်စစ်တက်ရဲ့ကြောက်ရွံ့တုန်လုံးမှုကိုကျွန်တော်တို့တွေ့နေရပါတယ်မြို့ဘော်ကွက်ကွက်လေးသား မြို့ပေါ်ကွက်ကွက်လေးသာထိန်ချုပ်ထားနိုင်ပြီယူနီဖောင်းဝတ်ပြီးအပြင်အောင်မထွက်ရတဲ့အခြေအနေတွေထမင်းကြော်ဆိုင်မှာထမင်းတော်ကောင်းကောင်းမစားရဲလက်ဖေးတော်ကောင်းကောင်းမတောက်ရဲတဲ့ဘောကနေလက်ဖေးတောက်ပြီးလက်ဖေးဘိုးမရှင်းသွားတဲ့အုတ်ကြီးတွေလည်းအများပြားကြာတိနေကြရမှာပါနော်အဲ့တော့ထပ်ပြီးတော့ ဖက်စစ်တပ်ကိုတစ်ချက်လောက်ပြောပြခြင်းသေးတယ်ကိုဒေါ်လိုင်းရဲ့ရဲဘော်တွေကတော့သတင်းတွေကသိရှိပြီးသားဆိုတော့အထွေထူးမပြောလို့ဖက်စစ်တပ်ကကောင်းတယ်လာလာချောင်းနာထောင်တောင်တွေခိုးနာထောင်တာတွေလူမြတ်တော်ကိုတိတ်တိတ်လေးတိတ်တိတ်လေးကျွေးနေကြတဲ့အတွက်သတင်းတွေတခုပြောပြခြင်းပါတယ်ရန်ကုန်ပြည်လမ်းပိုင်းမင်းလာမှာလူငယ်တွေကိုပေါ်စတာဆွဲမယ်လို့ပေါ်တာဆွဲတယ်ဘောတာဆွဲဖို့မင်းလာတယ်ဝင်လာတယ်ကြေးရွာတွေဝင်လာတယ် ဒီသတင်းကြောင့်ပြည်သူတော်လှန်ရေးတပ်တွေဟာစင်နဲ့တိတ်တိတ်ကလေးစောက်အင်ဂျီကောအုပ်စုအညာတန်းကြီးရွာမှာပေါ့ဗျာရန်ကုန်ပြည်လန်းကားဘိတ်မှာရှိတယ်53ညမာထမင်းဆိုင်မှာစစ်တမဲပြူစောနီတိုက်ထမင်းဝင်စားကြတယ်ဗျာထောင်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 နဲ့ပေါ့ဗျာစစ်တပ်ကကောင်းနေပါတော့တနက်တီနေသူတို့မှပြောက်တီနေပေါ့ဒီအချိန်မှာဒီအချိန်မှာ ကျွန်တော်တရားရိခိုင်3800နှစ်တက်ရင်တက်ခွဲနှစ်ကတိတ်တိတ်လေးကနေရုတ်တရက်ထဝင်ပြီးတော့မထရာဤသားမျိုးစုနေပါလေဆိုတဲ့စစ်တပ်နဲ့ပြူစောတိအုတ်ကြီးတအုပ်ကိုတင်ပြတဲ့အချိန်မှာပစိုးစွန်တောင်ဆွဲပြီးခွေပြီးဖယူဖရဲထွက်ပြေးကြပါလေဖပြေးတဲ့နောက်ကိုတရဇက်လိုက်ဖိပစ်တာ ရှစ်ယောက်မရှိကైမတာပေါ်ပြီးလေးယောက်မသိမရှိဖြစ်သွားပါဒီအချိန်ကြီးတော့နေ့လယ်နှစ်နာရီမှာရဟယိနဲ့လာကျဲတယ်လို့ကျွန်တော်တို့သတင်းကြရပါတယ်ဒါကြောင့်ပြည်သူလူထုဟာမင်းလှတချောမှာနေတိုင်းနဲ့ပြည်သူလူထုတွေကဂုံးဘုတ်ကိုချင်းနေပြီးလေးကြောင်းလေးရင်တန်ကြားတာနဲ့ပုံခိုစရာနေရာတွေနဲ့အသက်ဘေးကိုစောင့်ရှောက်ဖို့ကျွန်တော်အထူးတလဲမှာကြားပြရသည်ကဲအဲ့ဒီတော့ 53ညမှာသမင်းဆိုင်ကပိုင်ရှင်ကချိန်မနိုင်ခင်မရဖြစ်နေလေရဲ့သမင်းဘူးရှင်းမသွားလို့ဗျာဒါကြောင့်မို့သမင်းဆိုင်ပိုင်ရှင်စားတော့ဆိုင်ပိုင်ရှင်များခင်ဗျာအကြိမ်များရောက်ွက်အုပ်ချုပ်ရေးမှုတွေချိန်မှုချိန်မှုတွေစစ်တပ်ကကောင်းနေမော်တော်ပီကယ်တွေအချင်းဦးစီးတွေအဲအဆရှိတဲ့နမ်စီဒီယန်တွေအပါပေါ့ကျော်စိုးကြီးကျော်မမင်းပုရုမပေါက်ကိုတော့ပါမကြံအကြိမ်မှာခင်ဗျားတို့ဆိုင်ကိုသမင်းလာစားရင်လေလက်ဖက်ရည်လာတော့ရင်လေ ကျေးဇူးပြုကြီးစိတ်မရှိပါနဲ့လက်ပိဘူးလေးအရင်ရှင်းပါလို့တော့ပြောပါဆုံးမယ်လက်ပိတောက်တောက်သွားမတာပေါ်လက်ပိဝင်တော့မတာပေါ်ထမင်းဝင်စားမတာပေါ်ယူနီဖောင်းဝတ်ပြီးအပြင်မထွက်ရဲတဲ့ကောင်ကြီးတခါတလေစစ်တပ်ကတက်စိတ်တစိတ်လောက်လာရင်ထောင်း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 နဲ့ထွက်လာတာတရားဝီဓာရီဝင်တီးလိုက်တာ ခွေပြီးပြီးရှေ့ရောက်မတာပေါ်ပါတယ်သူစောတီးကြီးပဲတည်တာ တို့နဲ့ပါလာတဲ့စစ်တပ်ကတို့ကိုပြန်ပြီးတော့ကာကွယ်ပေးမလားမှတ်တယ်ဘဲဖတောက်နေတင်ပါတသားတွေပြေးတာဗျာမြင်လို့တော့မကောင်းဘူးဒီအခြေအနေပါဒါကဒီကနေ့မင်းလာမျိုးနေမှာဒီကနေ့ဖြစ်သွားခဲ့တာအဲ့တော့ထပ်ပြီးအေယာဝဒီအကြောင်းလေးပြောကြရအောင်အေယာဝဒီငတိုင်းချောင်းမျိုးနေမှာဘာတွေဖြစ်နေလဲဒီဗီဒီယိုကိုကြည့်တဲ့မှာအေယာဝဒီသူအေယာဝဒီသားတွေပါခဲ့ရင်ကောမန့်မှာရေးထားပေးခဲ့ပါဦးအေယာဝဒီငတိုင်းချောင်းမှာ အမတအမြောက်တက်သုံးလေးလေးရောက်ကောင်းနေထွက်ပြေးတယ်လို့ကျွန်တော်သိရပါတယ်။လက်နက်တွေခဲရံတွေလည်းပါသွားတော့အမြောက်တက်တရင်မှုကိုတိုင်းငါတိုင်းကြောင်းမျိုးတွေဝင်ဖမ်းတာပြီးရှာဖွေတာတွေလုပ်တဲ့အချိန်နှစ်ယောက်ပြန်မိတယ်လို့သိရပါတယ်။ဒါပေမဲ့အဲ့ဒါကသတင်းမဟုတ်သေးဘူး။သတင်းကပါလဲဆိုတော့အဲ့အမြောက်တက်ကဖက်စစ်တက်ကကောင်းကြီးကလေမျိုးတွေကိုဝင်ဖမ်းဖို့လုပ်တာသူ့တက်ပြေးတွေဝိုင်းရှာတာပေါ့ဗျာ။ဒါပေမဲ့ ယူနီဖောင်းမဝေရဘူးယူနီဖောင်းမဝေရဘူးငါတိုင်းကြောင်းနဲ့ဟင်္ဒရာမြို့ပေါ်ကလုပ်ငန်းရှင်တွေကိုလည်းဖမ်းဆီးငွေညှင်းမှုတွေလုပ်နေတယ်ဆိုတာလဲကြားရတယ်နောက်တဲ့တည်င်းတို့တခုထပ်ပြောချင်တယ်ဗျာရေနန္တာဂိတ်ရေနန္တာဂိတ်ကျင်းနာဂိတ်ကိုပြည်သူကာဝေးတက်တွေမကြခင်မှာတိမ့်ပိုက်လိမ့်မယ်တခါလေးပြောလိုက်ပါအ ငါတို့တက်ပြီးဆက်ဆက်อยู่ที่ရောက်နေပြီနော်ဂျီနနာကောင်တွေတခါတည်းပြေးဖို့ပြင်သားနောက်ထပ်တခါထပ်မပြောလူမြတ်ကျော်စကားမခံလေးစားလုပ်ရင်တော့မตาနဲ့တည်ချင်းစိုးဖြစ်ပြီးကိုမိန်းမတွေမုတ်ဆိုးမှဖြစ်မှအနောင်တမရလားမရကြစီတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့တချို့တက်မိသားစုဝင်နေတဲ့က ရင်းနှီးသားကြေးရွာမှာတာဝန်ကြတဲ့ကိုသားသမီးမိဘအမောင်ဘွားယောက်ျားများပါခဲ့ရင်ဖုန်းဆက်ပြီးချက်ချင်းတတိပေးပါစွကြေလေးတွေ A4 စာရွက်လေးတွေအိတ်ထဲထည့်ထားပါအလံဖြူထောင်ဖို့ကြိုပြင်တာပါအာကတ်တက်တော့အင်းနဲ့ပူပေါင်းတက်တွေတိုက်မနိုင်တဲ့စကံတစ်ခုမှမရှိရှင်းနေတော့အဲ့တော့ရင်းနှီးသားကိုငါတို့တိန်ထောင်းဟောငါတို့တိန်ရောမယ်လို့ကြိုတရင်ပြလိုက်တယ်တခါတည်းပြေးဖို့ပြင်တာ အေယာဝတီပတိမာဟောပါတွေဖြစ်နေလေအေယာဝတီပတိမာတော့ကြီးလန့်စားစားပေါ့ဗျာကြောက်ရွံ့တုန်လုံးချီးပါထွက်နေတဲ့ဖတ်စစ်အချောက်တက်ရဲ့အခြေအနေလေးလူတိရှင်ကြလူစုံလုံးပြောပြရစီဗျာကျောင်းနဲ့သူတို့ချောင်းပြောနေတယ်ကျွန်တော်ဟာတာလေးပေါ်ပေါ်လာလို့ရည်ကျင်လို့ပါပေါ်ပေါ်ပပလေးပြောတဲ့ပုံစံလေးကိုကျွန်တော်ပြန်ပြောင်းထားတာပေါ့နော်အော်ကျွန်တော်တော့ကျွန်တော်တောင်းတောင်းကြီးဖြစ်နေကျွန်တော်ပြောရတာပေါ့နော် တကယ်တခါတလေကြာရင်အယမ်းမာနေမှာဆိုလို့ပြောနည်းနည်းဖြော့ပြီးအဲ့တော့ပတ်သိမ့်မှာဘန်ကာရီရှောက်ပြီးအကြောက်ကြီးကြောက်နေတဲ့ဖက်စစ်တဲ့အကြောင်းကျွန်တော်လူစုံလုံးရှင်းပြပြသည်ဗျပတ်သိမ့်တိုင်းဆိုးရယုံနဲ့ရဲစခန်းတက်ရင်းနေမှာဘန်ကာကတုတ်ချင်းတွေကိုဧပြီလအတွင်းအခိုင်အမာစောက်ထားပါဘာဖြစ်လို့လဲလို့မေးကြည့်တော့ အာခတ်တက်တော်နဲ့ပူပေါင်းတက်တွေပသိမ်မြို့ကိုဝင်ရောက်ဖုံးစစ်စင်တိမ့်ပိုက်မယ်ဆိုတဲ့သတင်းတွေကြားလို့ခံစစ်ပြင်တယ်ပေါ့လူကြောက်အောင်ပြောတာအမှန်ကသူတို့ကြောက်နေတာသူတို့ကြောက်နေတာသူတို့မကြောက်လို့မရဘူးလေကျွန်တော်တို့အာခတ်တက်တော်အီအီနဲ့ပူပေါင်းတက်တွေမှာပြောင်းတည်နေဗျာပြောင်းနေအပြင်နှလုံးသားလေးကတော်လင်ကြီးဘက်ကိုယုံကြည်တဲ့ယုံကြည်ချက်ပါပါလာသေးတယ်ပေါ့ဘယ်တော့မှဘယ်တော့မှ နိုင်ဖို့ရောင်လို့တော့စိတ်ကူးမိနေလို့ထည့်သွင်းပြောကြားခြင်းပါသေးတယ်။အဲ့တော့ပသိမ်မြို့ကို Jet Fighter တွေဝိုက်တွဲတွေနဲ့ကင်းပတ်ပြန်နေတာညတိုင်း Drone တွေနဲ့ကင်းနေပတ်တဲ့ညတိုင်းကောင်းကောင်းကိုမအိတ်နိုင်ဘူး။ကရုတ်ချင်းတွေဘန်ကားတွေကိုပသိမ်ရဲ့လမ်းစုံလမ်းကွာတွေတိုင်တရားယုံနေအေယာရှိဝါခမ်းမာတွေဒီနေရာတွေမှာတအိတ်ဘန်ကားတွေနဲ့နှစ်ထပ်ဘန်ကားအုပ်တွေနဲ့အခိုင်အမာဆောက်လုပ်ပြီးပသိမ်ကိုခံစစ်ပြင်နေရပြီဗျို့။ဟေ့ဘောမာတွေ မင်းတို့ပြောတော့မြို့တမြို့လောက်တိမ့်ပြပါအောင်ဆိုဟွပြောရင်ရှိတော့မယ်ထားလိုက်တော့အဲ့တော့ yes can တစ်ခုမှာဘန်ကငါးခုတက်မနေစောင့်နေတယ်လို့ကျွန်တော်သိရတယ်ကန္နာရေကင်းစခန်းမှာလည်းဘယ်ဘန်ကငါးခုရှိတယ်အမတ်6ချေကန်လေ့ကျင့်တဲ့စတာခ6ရွှေမြင်တင်မှာဧပြီလ20ရက်နေ့နနပိုင်းကတတတစ်တွေတလတာသင်တန်းပေးမယ်လို့သိရတဲ့အတွက်အဲ့ရွှေမြင်တင်ကိုဝင်များတိုက်မလားလို့စိုးရိမ်မှုတွေလည်းရှိနေပါတယ် အဲ့တော့ပသိမ်မှာရေရှည်မထားဘူးတင်နန်းသားတစ်တွေကိုတင်နန်းပေးပြီးရခိုင်စစ်မျက်နှာအနီးဆက်ဆုံးဆိုရင်တာပေါင်းရွှေတောင်ရံစစ်မျက်နှာတွေကိုပို့ဆောင်ရလို့ကျွန်တော်တို့သိရတယ်အဲ့တော့ဒါအေယာဝတီခင်းချင်းမှာအေယာဝတီမှာဖက်စစ်တပ်တော်တော်ဖျော်ဖျဲဖြစ်နေပြီးဖက်စစ်တပ်ထဲမှာတက်ကြောက်ကိုတိုက်ပဲရှိတော်တယ်လို့လည်းကျွန်တော်တို့သိနေရတယ်ဒါကြောင့်မို့အရခတ်တက်တော်အေအေဟာ ။ညောင်ကျိုးညောင်ချင်တော့အုတ်ရှိပင်တကြောကိုစစ်ထောက်ထားပြီးအေယာဝရီကဘယ်လန်းစီကဝင်လာပြီးအေယာဝရီကိုတင်ပိုက်မလဲဆိုတော့ကတော့အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ယင်နန်တာစစ်စီကိတ်ကိုတင်မှလာတော့တေးကြတယ်ဗျို့တေးကြတယ်။ကဲအေယာဝရီအာခတ်တတော်ကြီးတဖက်ကကျွန်တော်တို့ PDF 3800တက်ခွေတာယာဝရီခရိုင် တင်းပြီးနေပေါ့တဲ့ဘက်ကိုကြည့်ကြရအောင်စော်တော်မှခင်ဗျပြောင်းတက်နေပြီဖာဒီတို့အမိုးတို့အတီးတို့အကြော့တို့ဒုစစ်စင်လီပြီလို့ပြောလို့ရတဲ့အခြေအနေမျိုးရှိပါတယ်စက္ကခ21အဲ sorry 7စက္ကခ7စက္ကခ7နာကကိုရာရန်ကုန်ဝရံကူးနဲ့ကိုကုံရွှေကြက်မင်းတို့ဘက်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေတယ် ော့ကွန်ကရစ်မြို့တွေကိုအတွဲလိုက်ဒုံးနေတဲ့လေကြောင်းပေါ်မှာကျဲချနေတဲ့အခြေအနေဒီကနေ့ဖြစ်နေတယ်။အဲ့တော့ဇက္ကက21ဌာနချုပ်ရဲ့ကာကင်းလို့ပြောလို့ရတဲ့ဖက်စစ်တပ်ရဲ့စခန်းတစ်ခုဖြစ်တဲ့ရင်ကွဲတောင်ကာကင်းကိုအပလ15ရက်နေ့မှာ PDF ကျင်းအလီပူအောင်တက်တွေကတိမ်ပိုက်လိုက်ပြီ။ကော့ဂရီကတိုက်ပွဲပြင်းထန်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ ခမရ946ခက်လိုက်ရ69မြို့ပြမှာရှိတဲ့မိချောင်းအင်းရန်ကုန်ကျေးရွာဒီနေရာတွေကိုဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ကူပေးနေတယ်လို့946ကပစ်နေတာနော်69ကပစ်နေတာနော်မိချောင်းအင်းနဲ့ရန်ကုန်ကျေးရွာတွေကိုအေဗလာ27ရက်နေ့နနက်3နာရီ6နာရီအထိတနေလုံးနေပါကြုံတိုးဘက်ကရွာတွေကိုဖက်စစ်တပ်ဟာဒီနေ့ပုံချေတယ် ချုပ်ပြောချင်တာကကော့ဂရိတ်ကိုတိမ့်မယ်ကြုံတို့ကိုတိမ့်မယ်ကော့ဂရိတ်ကြုံတို့ဒီမှဖန်စီတို့လာပြီးစစ်တောင်းသားကိုဖြတ်ခါညောင်ခါရှိမသည်ရန်ကုန်စီတို့လားဟိုတရက်ကပြောသလိုစစ်တောင်းသားကိုဖြတ်ပြီးတန်အောင်ကြီးတောင်ငူမှသည်နေပြည်တော်စီတို့လားပါတီတို့ရဲ့ထိုးစစ်ကိုကျွန်တော်တို့မျှော်လင့်ကြည့်ချင်ပါသေးတယ်မျှော်လင့်မိပါသေးတယ်ဒါကတော်လန်တိုက်ပွဲတွေအရှိနေပြ ဲ့တော့အဆက်ကစပြီးတော့ပြောတဲ့ဇာတိတည်းရလို့ပုတ္တမတော်လိုင်းတက်တွေပြက်နေပြီတက်ပြက်နေပြီ NUG ရေးဆိုပြီးပုတ္တမကထပ်ပြောပါတယ်ဗျပုတ္တမကချဲပေါက်တဲ့လူညော်နေတော့ကျွန်တော်ဒီနေရာကနေတက်ပြက်နေပြီလားထိုးစစ်ဆင်နေပြီလားဆိုတာကိုသိကို꿰အောင်ပြောပြတာပါတက်ပြက်လားမပြက်လားလာမဲ့တလအတွင်းမှာပုဒုမကြီးစောက်ကြည့်ပါလို့ပြောရင် ဖက်စစ်တပ်စစ်ခွေးတတိုက်အန်ဒီကင်းအောင်တန်မုတ်ဒေတာရွတ်ထားလိုက်တော့လို့လူမျက်ကြော်ကအထုတိုက်တုံးအကြံပြုရင်းဒီညောင်ဒီလောက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်